ောက်တိုဘာလ9ရက်ကဘင်္ဂါလီတွေအကြမ်းဖက်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာဟာမေယုခရိုင်ကိုတင်ပရည်နဲ့ရိုဟင်ဂျာဆိုတဲ့လူတိုင်းဝိုင်းတစ်ခုပေါ်ပေါက်လာရေးဖြစ်တယ်လို့ရခိုင်လွတ်တော်ရဲ့ဘင်္ဂါလီအကြမ်းဖက်ခံရမှုစောင့်ဆန်းလေ့လာရေးကော်မတီရဲ့ပနာမအစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်မောင်တောမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အော်တိုဘာလ9ရက်နေ့ကမောင်တော ရသေးတောင်ဘင်္ဂါလီတွေရဲ့အကြမ်းဖက်တိုက်ခတ်မှုရည်ရွယ်ချက်ဟာငကိုတီရှိခဲ့တဲ့ရည်ရွယ်ချက်ဖြစ်တဲ့ဘူဒီတောင်မောင်တောရသေးတောင်မြို့နယ်တွေပါဝင်တဲ့မေယုခရံကိုသိမ်းပိုက်ရင်းနဲ့ရိုဟင်ဂျာဟူသောလူအတိုင်းဝိုင်းတစ်ခုပေါ်ပေါက်လာရေးပင်ဖြစ်တယ်လို့ဒီဇင်ဘာ29ရက်နေ့မှာကျင်းပတဲ့တတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်တတိယပုံမှန်အစည်းအဝေးနဝမနေ့မှာစုံစမ်းလေ့လာရေးကော်မတီဥက္ကဋ္ဌဦးမောင်ဝင်းကကော်မတီရဲ့ပနာမအစည်းအဝေးခန်းစာကိုလွှတ်တော်တို့အရှင်းလင်းတင် သွင်းရမှာထည့်သွင်းဖက်ကြားခဲ့ပါတယ်။မောင်တော်ရဲသေးတာမြို့နယ်များရှိနယ်စပ်လုံခြုံရေးစခန်းများကိုဘင်္ဂါလီများကအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုကြောင့်ပြက်ပြားခဲ့ရတဲ့ရဲရွာတိငင်အေဂျင်ရင်တရားဥပဒေစိုးမိုးရေးနဲ့ဒေသခံတိုင်းရင်းသားများအကြမ်းဖက်မှုမှကင်းဝေးပြီးလူမှုဘဝရပ်တည်ရှင်သန်နိုင်ရေးအတွက်ရခိုင်ပြည်နယ်လွှတ်တော်မှဖွဲ့စည်းမိတ်အမှတ်73မေသာ2016နဲ့2016ခုနှစ်အောက်တိုဘာ24ရက်နေ့မှာဒီအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အစိုးရခန်းဆောင်မှာအကြမ်းဖက်တိုက်ခိုက်မှုမှာလည်းပြည်တွင်းရှိဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာပါကစ္စတန်အခြေစိုက်လက်ရှ်ကာအီးထိုင်မာနဲ့ JEM လို့ခေါ်တဲ့ Jaish E Mohammed အဖွဲ့တွေနဲ့ဆက်သွယ်ပြီးအကာမူမူဂျာဟီဒစ်အဖွဲ့ကိုဖွဲ့စည်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထည့်သွင်းဖော်ပြထားပါတယ်။ဒါအပြင်ကျေးရွာမြေတွေစီမံခန့်ခွဲရာမှာလက်ပေးလက်ယူထူပြောင်းမှုဘင်္ဂါလီကျေးရွာအတွင်းအင်အားတည်ဆောက်မှုနဲ့ရွာတွင်းလမ်းတွေရွာဧရိယာတိုးချဲ့မှုတွေကိုဥပဒေကိုလက်သလုံးချလုပ်ပြီးလက်ပေးလက်ယူနဲ့လလုံစပယ်စီမံခန့်ခွဲတာလေယာဉ်မြေတွေကို ကိုဘင်္ဂါလီများသို့လုပ်ပိုင်ခွင့်ချထားပေးရမှာဥပဒေစည်းမျဉ်းတွေကိုလိလူရှုပြီးအကျင့်ပြတ်ချစားပြီးပွင့်လင်းမြင်သာစွာစီမံခန့်ခွဲခြင်းမရှိမှုအုပ်ချုပ်ရေးဆိုင်ရာအရာရှိတွေရဲ့အခြားဌာနဆိုင်ရာတွေအပေါ်အာဏာပြဩစာသုံးပြီးလုပ်ပိုင်ခွင့်အလွဲသွန်းစားပြုမှုစရာတွေရှိနေရလို့အစင်ခန်းစားမှဖော်ပြထားပါတယ်။ ဒါအပြင်ကုလသမဂ္ဂနဲ့ NGO INGO တွေလူသားချင်းစာနာရေးနဲ့လူအခွင့်အရေးအဖွဲ့တွေဟာဘင်္ဂါလီအရေးစဉ်းစားတွေးခေါ်မှုမှာရခိုင်နည်းရဲ့လူအခွင့်အရေးကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြကြောင်းယူသားမှုမရှိတဲ့ဩစာကြီးနိုင်ငံကအလှရှင်အဖွဲ့တွေရဲ့သဘောဆန္ဒကိုအလွန်အကျွံလိုက်လျောနေကြရကြောင်းနိုင်ငံကရောက်ဘင်္ဂါလီအကြမ်းဖက်တွေနဲ့ရိုဟင်ဂျာနိုင်ငံကလည်းလက်ပြားရေးအဖွဲ့တွေအတွက်ပြည်တွင်းအကြမ်းဖက်နဲ့ ြည်ရင်းရိုဟင်ဂျာတွေကြားမှာ UNHCR နဲ့ NGO INGO တွေဟာဂျာခန်ဆက်သွယ်ရေးဖြစ်နေကြသလို၎င်းတို့ရဲ့နိုင်ငံတကာဆက်သွယ်ရေးလိုင်းနဲ့ဆက်သွယ်ရေးကိရိယာတွေဟာအကြမ်းဖက်လူသူနဲ့ဥပဒေဖောက်ဖျက်သူတွေအတွက်အတုံးချခံဖြစ်နေရတယ်လို့အစင်ခန်းစာမှာထည့်သွင်းဖော်ပြခဲ့တယ်လို့သိရပါဗျာ။ အကြံဖတ်ခံရမှုနဲ့ပတ်သက်ပြီးဒေသခံတိုင်းရင်းသားတွေတင်ပြကြတဲ့အလင်းမြေလှုပ်ဆောင်တဲ့ကိစ္စရပ်တွေအဖြစ်တိုင်းရင်းသားကြီးရွာတွေမှာလုံခြုံရေးရဲတပ်ဖွဲ့များချထားတာဓမ္မမဟုတ်တနည်းတစ်ချိန်ကြီးရွာတွေကိုကင်းလဲဖို့စာတင်ချောင်းတွေလုံခြုံရေးရှိဖို့မောင်တော်မြို့နယ်ကမ်းခြေတလျှောက်ရှိချောင်းပေါက်တွေနဲ့နက်မြေတလျှောက်ရှိချောင်းပေါက်တွေကိုလုံခြုံရေးအမြင်ရင်တွေနဲ့လှည့်ကင်းဆောင်ရွက်မှုမပြတ်ရှိစေဖို့ ဘင်္ဂါလီတွေတစ်ဖက်နိုင်ငံသို့အဝင်ထွက်တွေကိုတင်းကျပ်စွာတားဆီးဖို့ကြီးရွာလုံးကျွင်းတပ်ဖွဲ့သို့မဟုတ်ဒီသန္ဓရရဲတပ်ဖွဲ့ဖွဲ့စည်းခြင်းကိုအမြန်ဆုံးအကောင်အထည်ဖော်ဖို့ဘင်္ဂါလီကြီးရွာတွေရဲ့တိဆောက်ပုံကိုပြုပြင်ပြောင်းလဲဖို့နဲ့အလုံပိတ်ကန်ရန်ထားတဲ့တားဆီးတွေကိုဖေရှားဖို့ရခိုင်တိုင်းရင်းသားလေသမားတွေအတွက်စပားရိတ်သိမ်းခြွေလဲဆက်တွေကိုအမြန်ဆုံးချထားပေးဖို့နဲ့ရေရှည်အတွက်အနာတကားလုံးကျွင်းမှာတန်ဆူးချိုးကန်ရန်ခြင်းဖြင့်မလုံလောက်ပဲအော်ဒတိုင်းကန်ရန်စီစဉ်တင့်ချောင်းတွေကိုလည်းအစီရင်ခံစာမှာရေးသားဖော်ပြထားတယ်လို့သိရပါဗျာ။